ီဝီဗီကိုကြည့်ရှုနေသူများအားလုံးပဲမင်္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာမေလ26ရက်နေ့မှာထွက်ရှိလာတဲ့သတင်းစာတွေ channel တွေကစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုဖတ်ပြပေးမယ့်အစီအစဉ်ကိုစတင်တော့ပါမယ်ဒီအစီအစဉ်ကိုကျွန်တော်အောင်သူနဲ့ကိုလင်းဆက်အောင်တို့ကဖတ်ပြပေးမှာပါခင်ဗျာဟုတ်ကဲ့ပါကိုလင်းဆက်ရပထမဦးဆုံးအနေနဲ့ပေါ့နော်ဒီကနေ့ထွက်ရှိလာတဲ့သတင်းစာတွေတွေကနေပြီးတော့ခေါင်းစည်းသတင်းတွေဖြစ်တဲ့သတင်းတပုတ်ကိုကျွန်တော်ရေးချဲ့ပေးထားပါတယ်ဒါကတော့ The White Daily သတင်းစာမှာပါတဲ့သတင်းတပုတ်ပါပဲခင်ဗျာတရင်ကောင်းစဉ်ကတန်ခါအယောင်ဆောင်အလှူခံတွေကိုအေးအေးယူမယ်ဆိုပြီးတော့ဖော်ပြပေးထားပါတယ်။နောက်ထပ်တရင်တပုတ်ကတော့ ကျူးကျော်များဘဝပြောင်းလဲပေးခဲ့သောအစိုးရအဖြစ်တမိုင်းဝင်အောင်ဆောင်ရွက်မယ်ဟုရန်ကုန်တိုင်းဝန်ကြီးချုပ်ပြောဆိုတဲ့သတင်းတစ်ပုဒ်ပါနောက်ထပ်သတင်းတစ်ပုဒ်ကတော့ပြည်မြန်မာနေစဉ်သတင်းစာမှာဖော်ပြပေးထားတဲ့သတင်းတစ်ပုဒ်ပါခင်ဗျာဒါကတော့မြမငင်းချမ်းရေးလုပ်ငန်းစဉ်အတွက်ကုလအထူးအကြံပေးပုဂ္ဂိုလ်နဲ့ဒေါန်ဆန်းစုကြည်ဆွေးနွေးဆိုတဲ့သတင်းတွေကိုဖော်ပြပေးထားပါတယ်ကိုလင်းဆက်ရေးဟုတ်ကဲ့သတင်းတွေကတော့အဆုံဆုံးလင်းလင်းပါပဲเนาะဟုတ်ကဲ့ပါဗျကျွန်တော်ကတော့ဒီသတင်းတွေထဲမှာဖော်ပြထားတဲ့ဒီ The Byte Daily မှာပါတဲ့ Editor Abo ကိုကျွန်တော်ရွေးချယ်ထားပါတယ်ခင်ဗျ Editor Abo ကပေးထားတဲ့ခေါင်းစဉ်ကတော့ ဓာတ်လိုက်သေဆုံးမှုများကိုမြည်တို့တာဝန်ယူမြင်နေတဲ့ဆာကူရာတာဝန်နဲ့မျက်နှာချင်းဆိုင်ပလက်ဖောင်းပေါ်မှာလူငယ်လေးတဦးတဲ့လမ်းဖြတ်ကူးရန်ရေဝတ်နေတဲ့လမ်းပေါ်တို့အစဉ်အနည်းစီဓာတ်တိုင်ကလျှက်စီးဝင်နေခြင်းကြောင့်ဓာတ်လိုက်သေဆုံးသွားခြင်းမှာရန်ကုန်မြို့တော်ကဲ့သို့မြန်မာနိုင်ငံတော်ရဲ့ခေတ်မီဆုံးမြို့ပြတစ်ခုရဲ့ဗယံပရာအခြေအနေများနဲ့အချိန်မရွေးဒုက္ခပေးနိုင်တဲ့ဆေးမမီအန်ဒရယ်ကြီးတစ်ခုကိုမိမောင်းထိုးပြလိုက်တဲ့ကဲ့သို့ဖြစ်သွားခဲ့ပါတယ်တဲ့ ထို့တူပဲတဲ့ရခင်ရခင်နှင်းများကလည်းမဟုတ်လေဘူးကြချိန်ရောက်တိုင်းမြန်မာနိုင်ငံအနံပြမှာရှိနေတဲ့အလျက်စစ်မီးရှိတဲ့မြို့တိုင်းမှာတဲ့မထင်မဲ့လမ်းပေါ်ကိုဓာတ်ကြိုးတွေပြုတ်ကျနေခြင်းကြောင့်ဓာတ်လိုက်တေဆုံးခဲ့ရတဲ့အဖြစ်ဆိုးများမကြာခဏဖြစ်ပွားနေခြင်းမှာလည်းတတိထားမိစရာဖြစ်နေပါတယ်တဲ့မရှိမနှောင်းကရက်ပိုင်းမှာမန္တလေးတိုင်းစစ်ကူမြို့မှာတဲ့လေပြင်းတိုက်မိုးရွာသွန်းနေစင်မှာပဲမိမိနေအိမ်ခြံဝင်းအတွင်းကားတဲ့တရေတီးထွက်ောက်တဲ့မောင်နှမလေးဦးစလုံး ဓာတ်တိုင်နဲ့နေအိမ်ကိုတွေ့ထားတဲ့ဓာတ်ကျိုးပောက်ပြဲကတဲ့ခြံဝင်းထဲကဒီကာယံထားတဲ့တန်းစကားဘော်ကိုကြနေခြင်းကြောင့်တပြိုင်တည်းဓာတ်လိုက်သေးဆုံးသွားခဲ့သည့်ယင်းစ်ကြေကွဲဝမ်းထဲဖွယ်ရာဖြစ်ပျက်ကလည်းပူပူနွေးနွေးပဲရှိနေပါသေးတယ်တဲ့အာဆီယံဒေသတွေမှာအနေအဆုံလျှက်စစ်ဓာတ်အသုံးဆွဲတဲ့နိုင်ငံတနိုင်ငံတွေနေထိုင်သောနိုင်ငံသားများရဲ့လျှက်စစ်ကြောင့်တနည်းအားဖြင့်စနစ်မကျမလုံခြုံပောက်ဆသောလျှက်စစ်တွေ့တမ်းမှုများကြောင့်သေဆုံးမှုများပြားနေရခြင်းမှာလည်းပိုရွေးကိုဝမ်းထဲနာကြီးဖွယ်ရာကောင်းလာပါတယ်တဲ့ အစ်စင်အဖြစ်ဓာတ်လိုက်တည်ဆုံးရသောကိစ္စတိုင်းသည်တက်ဆိုင်တဲ့အစိုးရဌာနများရဲ့တာဝန်ပြက်ကွက်မှုစနစ်မကျမှုပေါ့ဆမှုကြောင့်ကြီးပဲမဟုတ်ဘဲနဲ့ပြည်သူလူထုထံကလည်းတဲ့လျှက်စင်အန်ဒရယ်နဲ့ပတ်သက်တဲ့အခြေခံဘုဒ္ဓအာနယ်ချင်းကလည်းအကြောင်းတစ်ခုဖြစ်နေပါတယ်တဲ့သို့တော်လည်းတဲ့ပြန်ချုပ်ရရင်လျှက်စင်သုံးဆွဲမှုလျှက်စင်အန်ဒရယ်တို့နဲ့ပတ်သက်၍ပြည်သူလူထုအားလုံးလုံလောက်တဲ့အသိပညာပေးရန်ပြည်သူလူထုရဲ့တာမန်နေစဉ်လှုပ်ရှားသွားလာနေမှုမှာတဲ့ဘေးအန္တရာယ်ကင်းလုံခြုံမှုရှိစေရန် စနစ်တကျကြိုတင်ကာကွယ်ပေးရန်တဲ့အလဲစီဝင်ကြီးဌာနအပြင်တပ်ဆိုင်ရာဌာနအသီးသီးတို့မှအဲ့ဒီတို့ကိုတဲ့ကိုစားပြုတဲ့ဒေတာအစိုးရပြည်ထောင်စုအစိုးရတို့မှလည်းတာဝန်ရှိနေပါတယ်တဲ့ဆိုလိုဒီမှာတော့အစိုးရနဲ့ဌာနဆိုင်ရာများသည်နိုင်ငံတော်ကိုစီမံခန့်ခွဲအုပ်ချုပ်ရန်အပြင်တဲ့ပြည်သူလူထုကိုလည်းပြည်သူရေးရာဝန်ဆောင်မှုများပေးရရန်နဲ့ပြည်သူလူထုကြုံတွေ့နိုင်ရတဲ့အန္တရာယ်များမှလည်းအကာအကွယ်ပေးရန်မှာတာဝန်ရှိနေပါတယ်တဲ့တာဝန်ရှိဆိုရခြင်းမှာတဲ့လျှက်စစ်ကြောင့်တည်ဆုံသွားသူများကိုနစ်နာကြီးရော်ကြီးပေးခြင်းမျိုးထက် နိုင်ငံတော်မှာရှိတဲ့လျှက်စစ်တာဝန်ထမ်းနေတဲ့လူအလုံးကိုတဲ့ဥပဒေလျှက်စစ်တွေ့တန်းနေတဲ့ဒီလျှက်စစ်ကျိုးတွေ့နေတဲ့ကိစ္စအလုံးမှာလည်းတဲ့ဥပဒေစီမင်းစည်းကမ်းများနဲ့နိုင်ငံတော်စံနှုန်းများဖြင့်တွေ့တန်းကြီးကျယ်စစ်စစ်အရေးယူအပြစ်ပေးခြင်းနီးလမ်းဖြစ်လေအကာအကွယ်ပေးခြင်းနဲ့အပါအဝင်ဖြစ်ကြောင်းတွေ့ရပါတယ်တဲ့ဒါကတော့ဒီ The White Daily မှာပေါ့နော် Editor အပေါ်မှာဒါ Editor ကဓာတ်လိုက်သေးဆုံးမှုတွေကိုမြည်တို့တောင်းယူမလဲပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ Editor ကပေါ်ပြထားတာကိုတွေ့ရပါတယ်ခင်ဗျဟုတ်ကဲ့ပါကျွန်တော်တို့ဒီ Moreback ရောက်လာပြီဆိုရင် မိုးရှံရေကြီးတာကိုကြောက်ကမဲ့အပြင်နောက်ထပ်အဲ့လိုမျိုးအချိန်မှာဓာတ်ကြိုးတွေပြက်ကျပြီးတော့လျှက်စစ်ဝင်ပြီးတော့ဓာတ်လိုက်သေးဆုံးရမယ့်အန္တရာယ်ပါကြောက်နေရတဲ့အနေအထားမျိုးရှိတယ်ခင်ဗျာဟုတ်ကဲ့ပါဟုတ်ကဲ့ပါကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်သတင်းတစ်ပုဒ်ထပ်ပြီးတော့ရေးချေပေးထားပါတယ်ဒါကတော့ daily level သတင်းစာမှာဖော်ပြပေးထားတဲ့သတင်းတစ်ပုဒ်ပါပဲခင်ဗျာသူရဲ့သတင်းခေါင်းစဉ်ကကျွန်တော်ဖတ်ပြပေးပါမယ်ရောင်တိုင်းဒေသကြီးအတွင်းနဲ့မင်းမဲဇေယိုက်ဆန်ဆန်မြေွက်တွေအတင်းဝင်လူကစီးပွားရှာနေမှုတွေကိုတည်ဆဲဥပဒေအရအေးယူမယ်လို့ရောင်တိုင်းဝန်ကြီးချုပ်ပြောကြားဆိုတဲ့သတင်းပါပဲကိုလင်းစိတ်။ဟုတ်ကဲ့ခင်ဗျာ ဒီမှာဖော်ပြထားတာကရောင်တိုင်းဒေသကြီးအသွင်းနဲ့မင်းမဲဇေယိုက်ဆန်ဆန်မြေကွက်တွေကိုအတင်းဝင်လူကစီးပွားရှာနေမှုတွေကိုတည်ဆဲဥပဒေအရအေးအေးယူမယ်လို့ရောင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကမေ25ရက်ကလည်းရောင်တိုင်းဒေသကြီးအစိုးရဖွဲ့ရုံးမှာတဲ့ပြုလုပ်တဲ့ကျူးကျော်စည်ရင်ကောက်ယူရေးဆိုင်ရာရှင်းလင်းပွဲမှာပြောကြားခဲ့တာပါတဲ့သူပြောတာကတော့မင်းမဲဇေယိုက်ဆန်ဆန်နဲ့မြေကွက်တွေကိုအတင်းဝင်လူပြီးစီးပွားရှာနေတဲ့အခြေအနေမျိုးဖြစ်ပါတယ်တဲ့ဒီအခြေအနေတွေကိုတည်ဆဲဥပဒေအရထိထိရောက်ရောက်အေးအေးယူဆောင်ရွက်မှာဖြစ်ပါတယ်တဲ့အများပြည်သူပိုင်းမြေကွက်တွေကိုဒီလိုအလွယ်တကူရောင်းစားနိုင်မယ်ဆိုရင်ဘယ်လိုထိန်းချုပ်မလဲတဲ့ ဒီအခြေအနေအတွက်ကျွန်တော်တို့အပြင်ကျွန်တော်တို့ပြင်ဆင်ကြားရမယ့်ကာလလည်းဖြစ်ပါတယ်ဆိုတော့ရောင်းတိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောသွားတာပါပြီးခဲ့တဲ့2014ခုနှစ်ကနေထိုင်သူများကိုလည်းရွှေပြောင်းခိုင်းစေခဲ့ပြီးတဲ့ရွာအားဖြတ်သိမ်းခဲ့တဲ့လှဲကူးမျိုးနယ်မှာရှိတဲ့တမီးလေးကျေးရွာနဲ့ပတ်သက်ပြီးတော့လည်းအဲ့ဒီနေရာဟာတဲ့ကျူးကျော်တွေမဟုတ်ကြောင်းအဆိုပါနေရာရှိတဲ့မြေကွက်များကိုလည်းလူတချို့ကရောင်းချခဲ့ခြင်းကြောင့်ရောင်းတိုင်းရောင်းချခဲ့ခြင်းဖြစ်ကြောင်းနဲ့ရောင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ကရှင်းလင်းပြောကြားခဲ့ပါတယ်သူပြောတာကတော့ ဒါကျူးကျော်တယ်မဟုတ်ပါဘူးတဲ့ဒါဟာမြေကွက်နေရာဝင်လူတဲ့ပွဲပါတဲ့ကျူးကျော်တဲ့ကျူးကျော်နဲ့မှားပါတယ်တဲ့အချို့ကနေစရာမရှိလို့အခက်အခဲတွေဖြစ်လို့လာပြီးနေတာပါတဲ့ဒါကျူးကျော်မဟုတ်ပါဘူးတဲ့မြေကွက်ရရင်စီးပွားရှာမယ်ဒီကနေတဲ့အလုပ်လုပ်မယ်ဒါအပြင်နဲ့ရွေးကောက်ပွဲကြီးအပြီးမဲပေးလို့အပြီးမဲပေးလို့နောက်တည့်ရက်မှာတဲ့မဲရတဲ့ဘူဂျုံမှုကြီးတန်းရွှေရဲ့သားဖြစ်တဲ့ဥထွန်းနိုင်ရွှေရဲ့မြေကွက်ကိုတဲ့ဝင်ကျူးကျော်ပါတယ် NLD အလံထောင်ဖို့လုပ်ပါတယ်ပြည်သူအစိုးရပေါ်ပြီး ဒီလူတွေစီကမြေကွက်ကိုအသွင်းဝင်ကျူးကျော်ပါတယ်တဲ့ဒီအခြေအနေတွေကလည်းနောက်ွယ်ကပါဝင်ပတ်သက်မှုတွေရှိနေပါတယ်တဲ့နိုင်ငံရေးပါတီတချို့ကလည်းဒီအလုပ်တွေကိုတော့ဝင်လုံနေပါတယ်ဆိုပြီးတော့ဦးဖြိုးမသိန်းကပြောပါတယ်ခင်ဗျာဒါလည်းပတ်သက်ပြီးတော့ထပ်ပြီးတော့ဒီမှာပြောထားတာကအခုကျူးကျော်တွေကိုတဲ့ရောင်းခဲ့တဲ့ဧကတထောင်လောက်ကျူးကျော်သမားတွေကိုတဲ့အဲ့ဒီနေရာမှာခေါ်သွင်းပြီးလူသားတိုင်းကိုတဲ့လာနှိမ်နှင်းတဲ့အချိန်မှာတဲ့အဲ့ဒီရောင်းစားသွားတဲ့သူတွေဘယ်သူမှမရှိတော့ဘူးတဲ့ အဲ့ဒီမှာပဲတပြည်သူတွေကအထုတ်ကလေးတွေပိုက်ပြီးဒုက္ခတဲ့စခန်းမှာတကယ်ကိုမီဒီယာဖော်ပြရင်ရင်နာပွဲမြင်ကွင်းတွေမြင်တွေ့ကြရရတာပါတဲ့ပြည်သူတွေခမရလဲတနာပါတယ်တဲ့အလုတ်ပြုတ်သွားတယ်တဲ့ဟိုဘက်ကရောဘာချံပါတဲ့အလုတ်လုံနေတော့မြေကွက်ရောက်မယ်ဆိုပြီးဒီဘက်ကိုရောက်လာတာပါတဲ့ဒါပေမဲ့မြေကွက်လည်းမရဘူးအလုတ်လည်းမရဘူးဖုံးကြီးเจ้าမှာဒုက္ခတဲ့အဖြစ်သွားတဲ့ဘဝရောက်သွားပါတယ်တဲ့ဒီအခြေအနေတွေကိုတဲ့သတင်းမီဒီယာတွေကနေသင်ဖော်ပြကြလဲတဲ့အဲ့ဒီကျူးကျော်ခဲ့တဲ့ဧကတတောင်းကိုတဲ့စေသိန်းနဲ့တွက်ကြည့်ပါတဲ့သိန်းတသိန်းလောက်လှုပ်ရှားသွားနိုင်ခဲ့တဲ့ လူပုပ်ကိုတယောက်ဒီလောက်ပတ်စံနဲ့ तू လွယ်လွယ်မရနိုင်ဘူးတဲ့အဲ့ဒီပတ်စံရခဲ့တဲ့သူတွေအခုချိန်ထိတဲ့ပန်းပန်လျက်ပါပဲတဲ့အေးစစ်စစ်ပါတဲ့ဟိုတယ်တွေမှာဟိုတယ်တွေတဲ့ပိုင်နေတဲ့လုပ်ငန်းတွေတဲ့လုပ်ပါတယ်ဆိုတော့အခုမသိငါပြောသွားတယ်ခင်ဗျဥပဒေချိုးဖောက်လောက်ကန်ခဲ့မှုအပေါ်တွင်တဲ့မြေတီတက်ရောက်မှုမှမရှိသည့်အခြေအနေမျိုးမဖြစ်အောင်တဲ့လှုပ်ဆောင်သွားမည်ဖြစ်ကြောင်းတဲ့အဲ့ဒီလိုလှုပ်ဆောင်သွားခဲ့တဲ့လုပ်ငန်းရှင်ရဲ့အမြင်ကိုဘူးလေ၎င်းကဖြေကြားခဲ့ခြင်းမရှိပါဘူးဆိုတော့ဖော်ပြထားပါတယ်ကိုနေစိ ဘာယာဆိုင်ရာတွေနဲ့သူတို့တွေမြေကွက်တွေဝင်လူဝင်ပြီးတော့အကွက်ရိုက်ရောင်းသွားနေကြမရှိတဲ့သူတွေကတော့နေရာတနေရာရဖို့အတွက်သူတို့ရဲ့ချွင်းနှဲစာလေးတွေနဲ့ဝဲတကယ်တကယ်ကြတော့ပိုင်ရှင်ပေါ်လာတဲ့ခါမှာကျူးကျော်ဆိုပြီးတော့ဖျက်သိမ်းခံသူတို့ရဲ့နဲ့နာမှုတွေအများကြီးရှိပါတယ်ဒါကိုလည်းဝင်ကြီးချုပ်ကထည့်ပြီးတော့ပြောသွားတာလည်းရှိပါတယ်ဗျာဟုတ်ကဲ့ခင်ဗျာကျွန်တော်ကတော့နောက်ထပ်ဒီသတင်းစာတစ် ခုအနေနဲ့ပေါ့နော်သတင်းတစ်ခုကိုရွေးချယ်ထားပါတယ်အကျင့်ပြက်ဝန်ထမ်းများစစ်တော်လည်းပဲပြုပြင်ရမယ်တဲ့ ဌာနဆိုင်ရာဝန်ထမ်းများအတွင်နဲ့အကျင့်ပြက်ခြားစားမှုများရှိနေတော်လည်းပဲအစိုးရအသည့်အနေနဲ့လက်တွဲလုပ်ကင်ရမည်သာဖြစ်ပြီးတော့ဝန်ထမ်းများအနေနဲ့ပြုပြင်ပြောင်းလဲရန်လိုအပ်ကြောင်းမန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာစော်မြင့်မောင်ကပြောကြားခဲ့တာပါတဲ့မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့အရက်ဘက်အဖွဲ့အစည်းများမန္တလေးမြို့တော်ခန့်မှမှာမေလ25ရက်နေ့ကတွေ့ဆုံခဲ့စဉ်မှာဝန်ကြီးကအထက်ပါတိုင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်တဲ့ဝန်ကြီးချုပ်ထပ်ပြောတာကတော့ပုဂ္ဂိုလ်ဆွဲပါတီဆွဲတွေကင်းရမယ်တဲ့ ြည်သူဝန်ထမ်းတွေပြောရရင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပြည်ထောင်ရေးဌာနအောက်မှာရှိနေတဲ့ဝန်ထမ်းတွေကသူတို့ကလုပ်ငန်းသဘောတဘာဝနားလည်ကျွမ်းကျင်ပြီးသားတက်လာတဲ့အစိုးရကသူတို့နဲ့ပူးပေါင်းလုပ်ရမှာပဲတဲ့အကျင့်ပြတ်ခြားစားတာတွေနဲ့ဖြစ်ပါမလားဆိုပြီးဝေဖန်ကြည့်ရတာတွေလည်းအများကြီးရှိနေပါတယ်တဲ့ကျွန်တော်တို့ကလက်တွဲကိုလုပ်ရပါမယ်တဲ့ဝန်ကြီးချုပ်ဒေါက်တာဇော်မင်းမောင်ကပြောဆိုခဲ့ခြင်းဖြစ်ပါတယ်လက်ရှိပြုပြင်ပြောင်းလဲကာလလူတိုင်းတွင်နဲ့အားနည်းချက်ရှိပြီးတော့မြည်သည့်အစိုးရတက်တဲ့ဝန်ထမ်းများနဲ့လက်တွဲလုံဆောင်ရမည်သာဖြစ်သည့်အတွက်ပြောင်းလဲရန်သာလိုအပ်ကြောင်း ဝန်ကြီးချုပ်ကဆက်လက်ပြောတာပါတဲ့လက်ရှိမှာတော့တရားစီရင်ရေးမှန်တိုင်းရိုင်းနဲ့နေမှုများအမှုကြာခြင်းငွေပေးငွေယူလုပ်နေခြင်းများကိုတဲ့ပသိမ်ကြီးမြို့နယ်အတွင်းမှာစတင်ဖြေရှင်းနေပြီးတော့မြေယာသိမ်းဆီးမှုရော်ကျင်းငွေမပေးမှုပြဿနာများကိုလည်းစတင်ဆောင်ရွက်နေကြောင်းဝန်ကြီးချုပ်ကထပ်လောင်းပြီးပြောကြားခဲ့ပါတယ်တဲ့ဒါကတော့ကျွန်တော်တို့ဒီမန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာစောမြင့်မောင်ကပေါ့နော်အချင်းပြက် ခြာစားနေတဲ့ဝန်ထမ်းတွေရှိတော်လည်းပဲဒီဝန်ထမ်းတွေကိုတော့ဖြုတ်ပစ်လို့မရဘူးပေါ့နော်အစိုးရတက်ကတက်လာတဲ့အစိုးရတက်တဲ့အစိုးရတက်တဲ့ဟာဝန်ထမ်းတွေနဲ့ပေါ့နော်ပြီးတော့ပူးပေါင်းပြီးလုပ်ရမှာမလို့ဒီဝန်ထမ်းတွေကိုအကျင့်ပြတ်ခြာစားနေတာပြုပြင်ပေးဖို့ပဲလိုတယ်ပေါ့နော်သူတို့ ਨੇ ဖြစ်ပါမလားဆိုမဖြစ်နိုင်ဘူးလားဆိုတော့တွေးမယ်နေနဲ့သူတို့ပြုပြင်သွားရင်တော့ဖြစ်နိုင်တယ်ဆိုတော့ဝန်ကြီးချုပ်ကပြောခဲ့တာပါခင်ဗျဒါနဲ့ပတ်သက်ပြီးတော့တရားဥပဒေစိုးမိုးမှုရှိတာတဲ့ဆိုရင်အကျင့်ပြတ်ခြာစားတဲ့ဝန်ထမ်းတွေကိုဘလို့အရေးယူမလဲဆိုတဲ့ဥပဒေတွေတည်တည် ခိုင်ခိုင်မာမာရှိလာပြီဆိုရင်ဒီဥပဒေအတိုင်းတရားဥပဒေစိုးမိုးမှုအတိုင်းလှုပ်ဆောင်မယ်ဆိုရင်ဒီကိစ္စတွေကပပျောက်သွားတဲ့အခြေအနေတွေရှိပါတယ်ခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့ပါကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကိုကျွန်တော်ထပ်ပြီးတော့ဖတ်ပြပေးပါမယ်ဒါ daily 11သတင်းစာမှာဖော်ပြပေးထားတဲ့သတင်းတစ်ပုဒ်ပါပဲခင်ဗျသတင်းကောင်းစဉ်ကဘာကတာနဲ့တဲ့မတွေ့ဆုံပဲနာကတာနဲ့တာတဲ့ပညာရေးဝန်ကြီးတွေ့ဆုံမယ်ဆိုတဲ့သတင်းလေးပါကိုလင်းစိတ်တက္ကသတဲ့တက္ကသိုလ်ကျောင်းသားများတမကနဲ့ဘာကတမီလက်တို့စုပေါင်းပြီးနိုင်ငံလုံးဆိုင်ရာကျောင်းသားတမကအဖွဲ့ချုပ်နာကတကိုဖွဲ့စည်းလိုက်ပြီး ရင်းနာကတာနဲ့တဲ့ပညာရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဒေါက်တာမျိုးသိန်းကြီးတို့တဲ့မေ29ရက်မှာတဲ့တွေ့ဆုံမယ်လို့နာကတာ ဖွဲ့စည်းကြောင်းအတည်ပြုတဲ့သတင်းစာရှင်းလင်းပွဲရနေတော့သိရတာပါတဲ့ရန်ကုန်မြို့အစင်းမြင့်ပညာရေးဦးစီးဌာနအောက်မြန်မာပြည်မှာတဲ့နာဂတကျောင်းသားများနဲ့ပညာရေးဝန်ကြီးတို့တွေ့ဆုံသွားမည်ဖြစ်ပြီးတဲ့ကျောင်းသားတမကတရားဝင်ရက်တီခွင့်ရရှိရေးကိစ္စအစင်းမြင့်ပညာရေးဥပဒေမှာတဲ့ကျောင်းသားများပါဝင်ဆွေးနွေးရန်ကိစ္စပညာရေးခန္ဓာမှာတဲ့အစိုးရနဲ့ကျောင်းသားတွေပူးပေါင်းဆောင်ရွက်ရေးကိစ္စတို့ကိုဆွေးနွေးရန်စီစဉ်ထားဦးတဲ့တာကတမှကိုစီရလွင်ရဲ့ပြောကြားခဲ့ပါတယ်သူပြောတာကတော့ဒါကတဲ့ဒီအစိုးရလက်ထက်မှာတဲ့အစိုးရနဲ့ကျောင်းသားတွေပထမဆုံးတွေ့ဆုံတဲ့ဆွေးနွေးမှုပါပဲတဲ့ ်ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကြီးကနေတဲ့ကျွန်တော်တို့ကိုတဲ့တွေးဆမှုဖိတ်ကြားတာပါတဲ့ကျွန်တော်တို့အနေနဲ့တဲ့နိုင်ငံလုံးဆိုင်ရာចောင်းသားတမက်ကများအဖွဲ့ချုပ်အနေနဲ့တဲ့တွားရောက်တွေးဆမှာပါဆိုပြီးတော့ကိုစီရလွေကပြောထားတယ်ခင်ဗျဒီမှာဆက်ပြီးတော့ပြောထားတာလေးရှိပါသေးတယ်တက္ကသိုလ်တွေတဲ့ចောင်းသားတမက်ကကတဲ့ဘယ်အခန်းကဏ္ဍကရက်တည်မှာလဲတဲ့အစင်းမြင့်ပညာရေးမှာတဲ့ចောင်းသားတမက်ကဘယ်လိုပါဝင်မလဲဥပဒေမထက်ခင်မှာတဲ့ចောင်းအာနာပိုင်းပမောခတို့ ပါပါကြုတ်ထုတ်နေတဲ့တမကတွေဘယ်လိုပူပေါင်းဆောင်ရွက်ကြမလဲဆိုတာဒီဆွေးနွေးကြမယ်တဲ့။နယ်ပေါင်းစုံကလာတဲ့ចောင်းသားတွေဖြစ်တဲ့အတွက်ចောင်းသားထုရင်ထဲကခန်းစားချက်တွေကိုလည်းပညာရေးဝန်ကြီးကိုပြောပြမယ်ဆိုပြီးတော့တာကာတာမှကိုရဲစာနေထုံးကပြောကြားခဲ့တာပါတဲ့။ဒီမှာဆက်ပြီးတော့ဖော်ပြပေးထားပါသေးတယ်။နိုင်ငံလုံးဆိုင်ရာចောင်းသားတမကဖွဲ့ချုပ်ကိုတဲ့ရန်ကုန်မကွေးပြည်ရင်နံချောင်းအခုတ်ကူနေပြည်တော်6မော်လမြိုင်မုံရွာတန်လင်းမြကြီးနားမြို့နယ်များရှိတဲ့တက္ကသိုလ်အသီးသီးကចောင်းသားတွေနဲ့ဖွဲ့စည်းထားတာပါတဲ့။ အသစ်ဖွဲ့စည်းလိုက်တဲ့နိုင်ငံလုံးဆိုင်ရာကျောင်းသားတမကအဖွဲ့ချုပ်နာကတာနဲ့ပညာရေးဝန်ကြီးဌာနပြောင်သူဝင်ကြီးဒေါက်တာမျိုးသိန်းကြီးတို့လာမဲ့မေ29ရက်မှာတဲ့တွေ့ဆုံပြီးဖြစ်တော်လဲတဲ့ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားတမကများအဖွဲ့ချုပ်ဘာကတာဘဟုကော်မတီမှတောင်းဆိုထားတဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ကိစ္စမှာလည်းတလားကန်ကြာမြင့်ပြီးဖြစ်တော်လဲပဲတွေ့ဆုံခွင့်ရမရရှင်းရှင်းလင်းလင်းမသိရသေးပါဘူးဆိုပြီးဖော်ပြထားပါတယ်ကိုလင်းဆက် ဟုတ်ကဲ့ကောင်းတယ်ကျွန်တော်ကတော့ဒီခန်းကဏ္ဍမှာပါတဲ့ဒီကတ်တွန်းတစ်ခုပေါ့နော်ဟုတ်ကဲ့ပြရွေးချယ်ထားပါရခင်ဗျဒီ daily 11ပဲမှာပဲဖော်ပြထားပါတယ်ကတ်တွန်းဆရာကတော့ဒီစောင်းအောင်ပေါ့နော်သူဖော်ပြထားတာကတော့ဒီကျွန်တော်တို့ဒီမိုးရာသီမှာပဲစောင်းအောင်လေးကဒီရေမြစ်ထဲကိုစီစဉ်တဲ့မြောင်းပေါ့နော်ဒီမှာအုတ်နိုင်ရံနဲ့ပြိုလဲသွားတာကိုပတ်သက်ပြီးတော့သတင်းစာတစ်ခုကဖော်ပြထားတာကိုကတ်တွန်းဆရာကဖတ်နေတဲ့ပုံမှန်ပေါ့နော်အဲ့တော့သူကသတင်းစာထဲမှာဖတ်နေတဲ့ပုံစံဘာပြောပြလဲဆိုတော့ကျက်တန်း400အကုန်ခံပေးခဲ့တဲ့ မြစ်ထွက်မြောင်းနဲ့မြစ်ထိန်နေရင်ပြိုကျပြန်ပြီတဲ့နှခါရှိပြီတဲ့အဲ့တော့ဒီဘက်ကနားထောင်နေသူကဘာပြောလဲဆိုတော့အရင်မြို့တော်ဝင်ကားတဲ့ကြန့်ခိုင်မှုအပြည့်ရှိတယ်ရဲရဲကြီးအာမခံခဲ့တာပါတဲ့အေးလေတဲ့သူတို့တော်မကြန့်ခိုင်လို့ပြိုကျခဲ့သေးတာပဲတဲ့ပစ္စည်းတင်္ခါရလူတင်္ခါရဘောတဲ့သူကတော့ဒီမြစ်ထွက်မြောင်းကြီးပေါ့နော် ဒီကျွန်တော်တို့ဒီတိန်ပေါင်း၄တောင်ပေါ့နော်ချက်တန်း400ကိုကြခံပြီးလုတ်ခဲ့တဲ့ဒီမြက်ထွယ်မြောင်းကြီးဟာရေရိုးရိုးဒီဘာမှမဟုတ်တဲ့ဒီနိုင်ပိုင်းတော့မရှိတဲ့ပေါ့နော်ရေလေးစီးစင်းတာနဲ့ပြိုကျသွားတယ်ပတ်သက်ပြီးကတ်တွန်းဆရာကပြောထားတာပါခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီကတ်တွန်းနဲ့ပဲမေလ26ရက်နေ့မှာထွက်ရှိလာတဲ့သတင်းစာတွေ channel တွေကစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးတဲ့အစီအစဉ်ပြီးဆုံးပါပြီခင်ဗျာဒီအစီအစဉ်ကိုကြည့်ရှုနေတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ